အမျိုးသမီးတွေကိုဥဆောင်မကန်နာမှာတော့ဒါနေရာမပေးတာတော့မဟုတ်ဘူးနေရာပေးတယ်ဒါပေမဲ့သူတို့တွေအနေနဲ့ဒါပညာသင်ကြားရေးမှာရောလူမှုပတ်ဝန်းကျင်မှာရောစိန်ခေါ်မှုတွေအများကြီးရှိနေတော့မယ်ပေါ့နော်ဆိုတော့သူတို့တွေကိုဒါပို့ပြီးတော့နေရာရလာအောင်ပေါ့နော်နေရာတိုင်းမှာပေါ့ဆရာရဲ့ပညာရေးကျမ်းမာရေးစီးပွားရေးစတဲ့ကဏ္ဍပေါင်းစုံမှာတန်းတူအခွင့်အရေးတွေရရှိလာအောင်ဥဆောင်မကန်နာမှာပါဝင်လာအောင်ဆိုလို့ရှိရင်ရော အာဘယ်လိုမျိုးတွေလှုပ်ဆောင်တင်လဲပေါ့နော်ဘယ်လိုမျိုးတွေလှုပ်ဆောင်တင်တယ်လို့ဆရာအနေနဲ့ခင်ယူပါလဲအထူးသဖြင့်တော့ရခိုင်ကအမျိုးသမီးတွေပေါ့နော်ကျမတို့လည်းရခိုင်ကွယ်အဓိကဦးတည်ပြီးပြောရဲဆိုရခိုင်ကအမျိုးသမီးတွေအနေနဲ့ဒီလိုမျိုးလူမှုရေးစီးပွားရေးပညာရေးကဏ္ဍပေါင်းစုံမှာအာသူတို့တွေအနေနဲ့တန်းတူအခွင့်အရေးရှိအောင်ပြီးရင်ပြောရေးဆိုရေးရှိလာအောင်ဆိုလို့ရှင်ဘယ်လိုမျိုးလှုပ်ဆောင်တင်တယ်လို့ထင်ပါလဲကိုပါကိုဟိုလုတ်ပိုင်ခွင့်ရခိုင်တွေအနေနဲ့အခုရခိုင်တက်တော်နဲ့ရိုးစားလာစူးစမ်းနေတယ်ပေါ့လေ တခိုင်တွင်နေနဲ့ကိုပါကိုလုတ်ပိုင်ဝင်ကျွန်တော်တို့ကိုကျွန်တော်တို့အဲစီမံပိုင်ဝင်တွေပထမရရှိဖို့လိုပါလိမ့်မယ်အဲ့ဒါတွေပြီးမှာတော့ဒါရခိုင်လူအဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲဖို့အခုနကလိုရခိုင်အမျိုးသမီးတွေခြေထမ်းရောက်လာဖို့အဲ့ဒီအပိုင်းတွေမှာဒါပို့ပြီးတော့အဲလုတ်ပိုင်ခွင့်တွေနဲ့ ကျွန်တော်တို့လုပ်လို့ရတာဒီအများကြီးရှိလာမှာပါအထူးဖြစ်တော့ဒီပညာရေးပိုင်းမှာဒီအမျိုးသမီးတွေရောအမျိုးသားတွေရောအကုန်လုံးကလေးတွေကိုဒီအကုန်လုံးကိုအနည်းဆုံးတတ်နိုင်ဆုံးဒီဒီအဲအထက်တန်းအောင်မြင်ဖို့အဲ့ဒီအပိုင်းတွေကိုဦးတည်ပြီးတော့နောက်တစ်ခါဦးတည်ပြီးတော့ပညာသင်ကြားရေးစနစ်တွေကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ခမဲ့သို့မဟုတ်အခမဲ့နေပါပညာသင်ကြားခွင့်စနစ်တွေကျွန်တော်တို့ အာဖန်တီးပေးဖို့ဖြစ်နိုင်ဖန်တီးပေးဖို့ကျွန်တော်တို့လိုပါလိမ့်မယ်ဖန်တီးပေးတင်ပါတယ်အဲ့လိုဖြစ်ပြီးမှတာလျင်ဒီအမျိုးသမီးအေကလင်းငယ်တွေရောမျိုးသားကလင်းငယ်တွေရောအကုန်လုံးကျွန်တော်တို့ရခိုင်ကလင်းငယ်တွေဟာဒီဒီဒီအနည်းဆုံးအခြေခံပညာထက်တန်းအောင်မြင်ပြီးသားလူတွေကြီးပဲဆိုတာဖြစ်လာပါလိမ့်မယ်ရခိုင်လူအဖွဲ့အစည်းတွေမှာအဲ့ဒီကနေတစ်ဆင့်တက်ပြီးတော့ဒါသက်ဆိုင်ရာလူပုဂ္ဂိုလ်ဦးရှင်းစီနဲ့မိသားစုတွေ alike ဒီ သက်ဆိုင်ရာစီမံခန့်ခွဲမှုတတ်နိုင်မှုအခြေအနေကံတရားတွေပေါ်မူတည်ပြီးတော့သူတို့အရှိကိုတက်သွားပါလိမ့်မယ်ဒီအကုန်လုံးတန်းတူဆိုတာကိုလည်းကျွန်တော်မြင်နေတာကတော့အခုဒီစောကပြောသလိုပဲရာပေါင်းများစွာသောဒီရခိုင်အမျိုးသမီးတွေရခိုင်တပ်တော်တဲမှာအာတာဝန်ထမ်းဆောင်နေပြီးနောက်တစ်ခါစောကပြောခဲ့သလိုပဲဒီဒီလောက်အခြေအနေတဲမှာတောင်မှဒီဖြတ်တော်အမတ်ဖာညာတွေဒီဖြစ်အောင်ကြိုးစားလာတဲ့အမျိုးသမီးတွေရှိပြီးတော့ လွတ်တော်မတ်တွေဖြစ်လဲဖြစ်ဖြစ်နေခဲ့တယ်ဖြစ်လဲဖြစ်ခဲ့တယ်ဖြစ်လဲဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ကျွန်တော်တို့မှာအလောက်တီတော့ဒီအအမျိုးသမီးတွေကိုအလောက်တီပြစ်ပယ်တဲ့လူအဖွဲ့အစည်းမဟုတ်ဘူးအာပြီးရင်ခုနကလိုတာအထူးသဖြင့်နိုင်ငံတကာရဲ့ norm ကလည်းရက်ခတ်တဲ့အခါကျတော့အဲအဲ့ဒီဟာတပိုင်းရှိမယ်နောက်တစ်ခါခုနကလိုဥပဒေတွင်တဲ့ဒီအတိုင်းတာတစ်ခုထိ ချစ်ချစ်ရောက်ရောက်ဆောင်ရွက်တဲ့ဥပဒေတွေနဲ့ခုနကလိုပညာသင်ကြားရေးစနစ်တွေနဲ့အသက်မွေးဝမ်းကြောင်းပညာတက်မြောက်အောင်ဇောင်းပေးတဲ့သဘောတွေနဲ့အာခံခွဲပြီးတော့အမျိုးသမီးတွေကိုအဲ့လိုနေရာပေးသွားမယ်အနေအထားဒီကျွန်တော်တို့လုပ်ပေးသွားရင်အစိုးရအဖွဲ့တွေထံမှလည်းအမျိုးသမီးတွေပါဝင်ပါဝင်လာမယ်ပါလဲပါဝင်မှာပါအဲ့လိုဖြစ်လာတဲ့အနေအထားတရားမှာတော့ဒါဒါအမျိုးသားအမျိုးသမီးတန်းတူအကုန်လုံးရတဲ့အနေအထားဟာ ဟာတစ်ခုခုတည်းပို့ပြီးတင်းတင်းကြဲကြဲနဲ့အဲ့လိုမှရှိလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာဟိုဟာခုနကဆိုရင်အခုပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကပြောသွားရပါတော့เนาะအထူးသဖြင့်ဒီအမျိုးသမီးတွေပညာသင်ကြားခွင့်အာရရှိမယ်ဆိုလို့ရှင်ဟိုအမျိုးသားတွေရောအမျိုးသမီးတွေရောအကုန်လုံးကဟိုအထက်တန်းအဆင့်အနည်းဆုံးအထက်တန်းအဆင့်ကိုပညာသင်ကြားခွင့်ရမယ်ဆိုလို့ရှိရင်ဒါက အာဖြစ်လာမှာပါသူ့အလိုလိုဖြစ်လာမယ်ဆိုတဲ့သဘောကိုဆရာကပြောသွားတယ်ဆိုတော့ဒီပညာသင်ကြားရေးအပိုင်းကိုလည်းတစ်ချက်လောက်မေးကြည့်ခြင်းနဲ့ဆရာတို့ဆိုရင်ဒီရခိုင်မှာဆရာတို့ခေတုံကပေါ့ဆရာတို့ပညာသင်ကြားတဲ့အရွယ်တုန်းကရောဘယ်လိုတွေရှိခဲ့လဲပေါ့နော်အော်ပြီးတော့ပြီးခဲ့တဲ့နှစ်တွေကဆိုရင်ဆရာရဲ့ရခိုင်ကိုပြန်သွားတာရှိတယ်ဆိုတော့အဲ့အချိန်နဲ့အခုအချိန်နဲ့ဘလို့ကွာခြားမှုရှိလဲကျမတို့ဆိုလူကြီးရဲ့ဆရာအမြဲကြားရတယ်ငယ်ငယ်တုန်းကဒီလမ်းဘက်ဆက်တွေရဲ့ခက်ခဲမှုရောပညာသင်ကြားရေးခက်ခဲမှုတွေအားကြောင့် မိသားစုမှာပညာသင်ကြားခွင့်ရမယ်ဆိုရင်အမျိုးသားတွေကိုပဲပညာသင်ကြားပြီးတော့အမျိုးသမီးတွေကတော့တေစာရှင်းစာတက်ရင်ရပါပြီကွာဆိုတာအမျိုးနဲ့မိဘချောင်းလေးရောက်သွားတာများတယ်ပေါ့နော်ဆိုတော့ဆရာဒီအတွေ့အကြုံလေးကိုလည်းမျှဝေပေးပါဦးဆရာတို့ခေတုံးကလည်းဘလို့ဘလို့မျိုးရှိခဲ့လဲပေါ့နော်ပညာရေးကဏ္ဍမှာအမျိုးသမီးတွေဘလို့မျိုးရှိခဲ့လဲအော်ပြီးခဲ့တဲ့နှစ်တွေကဆရာပြန်သွားတော့အော်ဘလို့မျိုးပြောင်းလဲလာတာမျိုးတွေရှိလဲပေါ့အင်းကျွန်တော်ပြန်သွားတော့အဓိကပြောင်းလဲကတော့ပြောမယ်ဆိုရင်တော့ဒီဒီဒီ ျွန်တော်မြင်ခဲ့တဲ့အပြောင်းအလဲကတော့ဒီဥစ္စာမှာဒီကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်60ရာနှုန်းလောက်ဟာဒါအမျိုးသားကျောင်းဆရာတွေပါကျောင်းနေပေါ့အဲသူတိနေမှာပေါ့ကျွန်တော်ဆိုရင်လည်းဆရာတွေနဲ့ပဲကြည်ပင်းလာတာဆရာမဆိုတာမရှိတလောက်ပဲအဲ့မဲ့အထက်တန်းကျောင်းမြို့မှာအထက်တန်းကျောင်းရောက်တဲ့အခါကျတော့ဆရာမတွေရှိတယ်သို့တော်လည်းဆရာတွေကတော့အများစုရှိနေတော့မှာပဲ ဒါပေမဲ့ကျွန်တော်2015အ2019အပိုင်ဝင်းကျင်မှာကျွန်တော်ရွာပြန်သွားတော့အဲ့ဒီရွာကအကြောင်းအဲကျွန်တော်တို့နာကအကြောင်းနေစာတင်ကြောင်းတော်တော်များများမှအများစုကဆီယမတွေပါဟိုဆီယမတွေကပို့ပြီးနေရာယူနေပြီးပါပြီကျွန်တော်တို့ငယ်ငယ်တုန်းကတည်းကစိုင်းဒါလူဦးရေများလာတာလည်းပါတယ်အဲခုနကယောက်ျားတွေကတခြားငယ်ငယ်ညာချွတ်ပြီးတော့အလုပ် ရှာကြတာတွေလည်းပါတယ်နောက်တစ်ခါလူအဖွဲ့အစည်းကိုနိုင်ကခုနကလူမိင္ကလေးဆိုတာတေစာရှင်စာတက်ပြီးဆိုတော့ရတက်ရင်တော်ပါပြီဆိုတော့အနေအထားပေါင်းကိုကြော်ပြီးတော့ဒါအမျိုးသမီးတွေဟာပို့ပြီးတော့အာထက်တန်းအောင်လာကြတယ်ဒီဂရီဘွဲ့တွေရကြတယ်ကြောင်းလည်းကြိုးစားလာကြတယ်လူအဖွဲ့အစည်းကိုနိုင်ကကြားပဲဖြစ်စီမာပဲဖြစ်စီဒါပညာတက်တဲ့လူကိုပို့ပြီးဦးစားပေးတယ် ပို့ပြီးတော့နေရာပေးတယ်ပို့ပြီးတလေးတစားဆက်ဆံတယ်ဆိုတဲ့အနေအထားတွေကိုဟိုပြောင်းလဲလာတာတွေ့ပါတယ်ဆိုတော့အမျိုးသမီးတွေကလည်းသူတို့ကိုနှိုက်ကလည်းကြိုးစားလာတယ်လူအဖွဲ့အစည်းကလည်းပို့ပြီးတော့ဟာဒါလိုလိုလားလားလက်ခံလာတယ်အဲကြားမခွဲကြမှုဆိုတာအဲ့လိုဒီပါမှာဟိုကျွန်တော်တို့ငယ်ငယ်တုန်းကတည်းကဆိုင်တော်တော်ရွတ်သွားပါပြီရွတ်ပါသွားပါပြီရခိုင်လူအဖွဲ့အစည်းတဲမှာတော့ တစ်ဆက်တည်းမှာပဲအာသိကျင်တာဒီနေ့ကအမျိုးသမီးအကြောင်းတွေပြောတော့ဒါအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့လေဒီနေ့ဂုံပြူကျင်လဲပေါ့နော်ဆရာအနေနဲ့မှမရရရှိတဲ့အာဆရာလေးစားရတဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုအမျိုးသမီးကောင်းဆောင်တွေရောရှိလားပေါ့နော်အာရခိုင်မှာပဲဖြစ်ဖြစ်နိုင်ငံတကာအမျိုးသမီးတွေပဲဖြစ်ဖြစ်အာဒီအကြောင်းအရာတွေလည်းမျှဝေပေးပါဦးအာလေးစားတယ်ဘယ်လိုခေါ်မလဲလေးစားတယ်ဆိုတာတည်းဒီ ပြည်ပဆိုင်ရာကမြို့သမီးခေါင်းဆောင်တွေကိုပဲကျွန်တော်အာအနည်းနည်းပြောပါမယ်ရခိုင်သမိုင်းထဲမှာဆိုရင်တော့ဟိုမိဖုရားဟိုပထမစောမဲကြီးတို့ခံနောက်တစ်ခါဒီမင်းသမီးစောပြည်ညူတို့အဲ့လိုမျိုးတွေရှိတာပေါ့နော်မြန်မာသမိုင်းထဲမှာလည်းဒါဟိုမြန်မာအခင်စောဘူးတို့အာရှိခဲ့ပါတယ်တူဒီတော့ပြင်မှာပေါ့ဗျာမြန်မာသမိုင်းမှာနောက်ဒီဘက်နောက်ပိုင်းဆိုရင်ဒေါ်စုတို့ပေါ့အဲ့လိုတွေမြန်မာ အမျိုးသမီးကောင်းဆောင်တွေရှိတာပါပဲ။အာပခိုင်မျိုးသမီးတွေထဲမှာဟိုဒေါ်မရဒေါ်မရစိန်တို့လည်းရှိခဲ့တာပါပဲ။ဒေါ်မရစိန်တို့ပါလို့ဒီဥမေအောင်ရဲ့သမီး။ဒါပေမဲ့ဒီလေးစားတယ်ဆိုတာကကျွန်တော်ကဒီလိုမျိုးသမီးတွေရှိခဲ့တယ်ဆိုတာကိုပဲကျွန်တော်ဆိုလိုတာပါ။လေးစားတယ်မလေးအလိုတယောက်ကတော့လေးစားတာလေးစားပြီးတာပါ။အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဒီတစ်တစ်လျောက်ပတ်တဲ့အာ ုနကလိုစောက်တည်မှုကောင်းကောင်းနဲ့ဖြစ်လာတဲ့ခေါင်းဆောင်တွေပေါ့နိုင်ငံတကာအမျိုးသမီးတွေအဲမှာတော့ဒီမှာဘာပဲပြောပြောအာဒီနေရာမှာလူယူဇာတခုကတော့ပထမဦးဆုံးကမ္ဘာမှာဝင်ကြီးချုပ်အမျိုးသမီးဝင်ကြီးချုပ်ဖြစ်ခဲ့တာဒါစရီလင်္ကာနိုင်ငံကဒါအာစရီမာဝဘန္ဒရာနိုက်ဆိုတာအဲ့ဒါအဲ့ဒါတရီလင်္ကာက1960မှာဖြစ်လာတယ်အဲ့ဒါဘယ်နိုင်ငံမှာမှမရှိခဲ့သေးဘူးတကမ္ဘာလုံးမှာ ဘလို့ဘာပဲပြောပြောဒါဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့တိရိလင်္ကာမှာပဘာကြီးရဲ့ပထမဦးဆုံးသောအစိုးရကောင်းဆောင်အမျိုးသမီးဖြစ်လာတာတိရိလင်္ကာဟာပဲဒါဒါအင်မတန်အဲ့ဒီအပိုင်းမှာကျွန်တော်ကတော့ဒီဘာသာရေးအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါကိုဂုဏ်ယူတယ်ဒါဗုဒ္ဓရဲ့နိုင်ငံဆွေယုတ်ပြည့်စုံမှုကိုမဖြစ်စေတဲ့အပရိဟနေရတရားခုနှစ်ပါးထဲမှာတပါးအပါဝင် ကပါလဲဆိုတော့ဒါအမျိုးသမီးတွေကိုနိုင်ထက်စော်ကားမှုမပြုရဘူးအနိုင်မကျင့်ရဘူးဒန်းတူအခွင့်အရေးနောက်တစ်မျိုးပြောရင်ကြောင်းမြန်တိုင်းဒန်းတူအခွင့်အရေးပေးရမယ်ဆိုတာဒါဗုဒ္ဓကိုယ်တိုင်နိုင်ငံကိုဆုတ်ယုတ်ပြစ်ပစ်မှုမဖြစ်စေလိုတဲ့မဖြစ်စေတဲ့အပရိဟာနိယတရား9ပါးဆိုတာဒါဝတ္တကာရတုတ်တံမှာမြတ်စွာဘုရားဟောခဲ့တာရှိပါတယ်ရှင်တော်မြတ်ဘုရားကအဲ့ဒီ9ပါးထဲမှာတစ်ပါးဟာအဲ့ဒီအမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးရမယ်တဲ့ဒီနိုင်ငံအဲဆုံးယုတ်ပြတ်ပြားမှုမဖြစ်စေလိုဘူးဆိုလို့ရှိရင်အဲ့လိုပြောပါတယ်ဆိုတဲ့အခါနောက်တစ်ခါဒီနိုင်ငံတကာထင်ရှားတဲ့ခေါင်းဆောင်တွေတဲမှာပြောမယ်ဆိုလို့ရှိရင်တော့နောက်တစ်ခါဒီ1966မှာဝင်းကြီးချုပ်ဖြစ်လာတဲ့အိန္ဒိယမှာဝင်းကြီးချုပ်ဖြစ်လာတဲ့အင်ဒရာဂန်ဒီလောက်ကြံခံသွားရတယ်ပေါ့ဗျာအဲနောက်တစ်ခါအာလူသိများတာ1965မှာ69မှာ အစ္စရေးကဝန်ကြီးချုပ်ဂိုဒမ်မေယာနောက်တစ်ခါဘရီဒင်က1989မှာဖြစ်လာတဲ့မာဂရက်သက်ချာနောက်တစ်ခါဖိလစ်ပင်ကကိုရာဇန်ကိုရာဇန်အကွီနို1986အာအဲ့ဒီနောက်မှာဒီပါကစ္စတန်ကဘနာဇီယာဘူထိုအာနောက်တစ်ခါအခုနောက်ပိုင်းဆိုလို့ရှိရင်အဲလူအများတည်တာဒီအန်ဂျလာမာကယ်ဂျာမနီကချန်ဆယ်လာ2005မှာဖြစ်လာတာ ဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာဒီအဂျီရခိုင်တွေမြန်မာတွေအဲဆိုရာတွေတဲ့အရှင်းနဲ့အနောက်ကွာတဲ့သဘောလေးတွေလည်းရှိတယ်။ဥပမာဒီမှာကျွန်တော်တို့ဒီမှာဒီ Hillary Clinton တို့ဘာလို့တမန်တော်ရွေးကောက်ပွဲခံတယ်ပါ냐ဟုတ်။ဒါကဘယ်သူမှပါမအလောက်တိဒီဟိုအမျိုးသမီးတွေကိုဇောင်းပေးပြီးတော့အဲ့လိုပြောတာမျိုးအလောက်တိမရှိဘူးပေါ့နော်။အာ ဒီဒီဒီဖိလစ်ပင်းမှာဒီဟိုးစာပေါ့ဒီကိုရာဇွန်အကွီနိုရွေးကောက်ပွဲခံတုန်းကဆိုလို့ရှိရင်ဟိုးစာတခုကျွန်တော်ဖတ်ခုတာရှိတယ်အဲ့ဒီသူ့ရဲ့ရှင်ဘက်နောက်ပါတီဒီမာကိုစတိုဘက်ကမပြောတယ်လဲဆိုတော့တပဒါလောင်းအရွေးခံတဲ့အမျိုးသမီးဟိုတစ်ဖက်ကဘလို့ထိုးနေတယ်လဲဆိုတော့အမျိုးသမီးတယောက်အတွက်နေရာမှန်ကအဲ့အဲ့ရကအဲ့ရမှာပါတဲ့အဲ့လိုပြောတယ်တပဒါလောင်းဝင်ရွေးတာပေါ့ ဆိုတော့အရှိတိုင်းဟာအဲ့လိုဟိုတဘောလေးတွေရှိနေသေးတယ်ဆိုတော့အာရှရဲ့နှုံပေါ့ဗျာအာပြောမယ်ဆိုရင်တော့အများကြီးပါအာတွတ်တော် level ဒါနေရာနဲ့အခုဒေတာနဲ့အခုဖြစ်နေတဲ့ကိစ္စတွေလို့ပဲကျွန်တော်တို့ရေယူပူရအဖြစ်သတ်မှတ်ရမှာပါတွတ်တော်လည်းအခုနောက်ပိုင်းကတော့အားလုံးဟာအာပြုပြင်ပြောင်းလဲမှုတွေနဲ့အတူအားလုံးနဲ့တန်းတူဖြစ်ဖြစ်တော့အားလုံးဒီ globalization တွေကိုတော့သိုးဝင်လာနေကြပါပြီ ဘယ်လိုပဲပြောပြောအနှိမ့်ရှုပ်ရင်တော့လေဒါကဒန်းတို့ဟိုအခွင့်အရေးရှိဖို့ရောအမျိုးသမီးခေါင်းဆောင်နေရာမှာလက်ခံဖို့ရောအာရှအနေနဲ့ရောမြန်မာနိုင်ငံအနေနဲ့ရောလိုအပ်ချက်တွေတော့ရှိနေသေးရဆိုတော့သဘောပေါ့နော်ဆိုတော့တခုဒီဟာအမျိုးသမီးအရေးပဲအဓိကပြောနေတဲ့အစီအစဉ်ဖြစ်တော့ဟိုအမျိုးသမီးရဲ့အခန်းကဏ္ဍကရောဘယ်လောက်ထိအရေးပါသလဲပေါ့နော်ဆိုတော့ ဘာကြောင့်များညှင့်တင်ဖို့လိုအပ်လဲဒီအမျိုးသမီးတွေရဲ့အခမ်းအနားကိုဟိုပြီးတော့ဟိုအကုန်လုံးကလည်းဒီတောင်းဆိုနေကြရပေါ့အမျိုးသမီးတွေတန်းတူအခွင့်အရေးရရှိရေးဆိုတာဆိုတော့ဒီလိုမျိုးတန်းတူအခွင့်အရေးရရှိဖို့အတွက်အဓိကအားတိုက်အင်တိုက်ဟိုလှုပ်ဆောင်နေရတာဘာကြောင့်လို့ဆရာအနေနဲ့ထင်ပါလဲအားတိုက်အင်တိုက်ကြီးလုတ်တယ်မလုတ်ဘူးဆိုတာအထူးသဖြင့်ကတော့ဒီချိုးနှင်ခံရတယ်လို့ယူဆယူကြည်တဲ့အမျိုးသမီးတွေကတောင်းဆိုတာပေါ့လေဒါအမျိုးသမီး တကယ်တော့လူဖြစ်စဉ်ကိုကဒီဂျာနယ်မှာကဖွဲပြီးတော့ဖြစ်တည်လာကြတဲ့အခါကျတော့ဒါတဘာဝအလျောက်ကကွဲပြီးသားဖြစ်နေတဲ့အနေအထားတွေရှိပါတယ်။ဟာအဲတိုးတော်လည်းပဲအဓိကကတော့အဲ့လိုဖြစ်နေတဲ့အနေအထားတွေမှာမူတည်ပြီးတော့ဒီအမျိုးသမီးတွေကသူတို့ဟာဒီဒန်းတို့အခွင့်အရေးမရဘူးဆိုပြီးတော့တောင်းဆိုလာကြတာဟွန်းဒါတမိုင်းနဲ့ချီလို့တမိုင်းတစ်လျှောက်ပါပဲ အမေရိကန်တောင်မှ1920မှအမျိုးသမီးတွေမဲပေးခွင့်ရတာပါအဲ့ဒီအရင်တုန်းကမဲပေးခွင့်မရှိသေးဘူးဆိုတော့1926မှာအမေရိကန်နိုင်ငံဖြစ်တည်လာပြီးတဲ့နောက်ပိုင်း1920အထိကြီးကြီးနှစ်ပေါင်းရာနဲ့ရှိပြီးတော့နှစ်ပေါင်း100ကျော်100နီးပါအဲ့အဲ့မှာနှစ်ပေါင်း100 90ကျော်လောက် ဘိုင်အမျိုးသမီးမှမဲပြွေးဝင်မရှိသေးဘူးအမေရိကန်လိုနိုင်ငံမှာတောင်မှဒါအဲ့လိုဖြစ်တဲ့အတွက်ဒါပို့ပြီးတော့ဒါအခုဒါပြောလာထူလာအာကြတဲ့သဘောပါအမေရိကန်သမိုင်းကိုပဲကြည့်အခု Trump ထိ58ယောက်ရှိတော်ပြီသမတာပေါင်းတယောက်မှအမျိုးသမီးမပါသေးဘူးရှင်းရှင်းလေးဒါပထမဦးဆုံးအမျိုးသမီးအာဟိုသမတာလောင်းအရေးခံခွင့်ရှိခဲ့တာအဲ့ဒါ Hillary Clinton ပဲ အာအဲ့လိုပေါ့နော်အမေရိကအမေရိကန်လိုနိုင်ငံတမတောင်မှအဲ့လိုဖြစ်နေတဲ့အခါကျတော့ဆိုတဲ့အခါကျတော့အဲအဲ့ဒါကြောင့်မို့လို့လေဒီအမျိုးသမီးအခွင့်အရေးတွေအခုလိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးနေတွေပါဒီဟိုအများကြီးကုလသမဂ္ဂကတော့တတ်မှတ်ကျင်းပပြီးတော့အဲ့လိုမျိုးဖြစ်လာတဲ့အနေအထားလို့ယူဆပါတယ်ဟိုဒီ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 ဟောဒါဆရာစုအစောပိုင်းပေါ့ဗျာဒီအမေရိကန်စာရေးဆရာဝိုးစာရေးခဲ့ဘူးတဲ့ဒီ โอเฮนรีရေးခဲ့ဘူးတဲ့ exact science of matrimony ဆိုတဲ့ဝတ္ထုလေးကျွန်တော်ဖတ်ကြည့်တယ်အဲ့ဒီမှာစာတကြောင်းဘယ်လိုပါလဲဆိုတော့သူတို့ဝတ္ထုတွေကလူအဖွဲ့စည်းရဲ့ဘောထားနဲ့ပြရောက်ကိုချင်ဟက်စေပါလေအပြီးဝမဟုတ်ရင်တောင်မှအတိုင်းတာတစ်ခုတွေပေါ့အဲ့မှာဇက်ကောင်တယောက်အချီချစကားပြောတဲ့ကတယောက်ကပါပြောတယ်လေဆိုတော့အာမင်းအဲ့ဒီခံစားမှုစိတ်လှုပ်ရှားမှုပါစေတဲ့အကြောင်းတွေနဲ့ အဲပတ်သက်လာရင် မြန်မျိုးသမီးတွေကိုယုံကြည်လို့မရဘူးဆိုတော့အဲ့လိုဇက်ကောင်ရဲ့စကားပြောတွေပါပါတယ်အဲ့ဒီအခြေအနေမှာအဲကျွန်တော်ဖတ်ကြည့်တာဖြစ်ထားလိုက်ဆိုလိုတာကတော့လူအဖွဲ့အစည်းမှာခုနကလိုသဘာဝဖြစ်တည်လာတဲ့ဒီကြားထဲမှာကွာခြားမှုအနေအထားကနေပြီးတော့နောက်ပိုင်းသဘာသမိုင်းတစ်ချက်ကိုလည်းဟိုယောက်ျားတွေကပဲရေးလာတာကိုသမိုင်းရေးတယ်ဆိုတာလက်ကြားတွေရေးတဲ့သမိုင်းဖြစ်တာကိုဒီဒီဒီ ပြောမယ်ဆိုလို့ရှိရင်60အရာနှုန်းလောက်တော့ဘတ်တမိုင်းဟာယောက်ျားရေးကြီးတွေရေးတာလေဆိုတဲ့အခါကျတော့ဒီသူဘယ်နိုင်ငံဘယ်ဒေတာမှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုလိုတာကတော့ကျွန်တော်အဲ့လိုအနေထားမှာလူဦးရေကလည်းအခုမြို့သမီးဦးရေကပုံများတယ်ပေါ့ညကဘာမှာရောဟိုအားလုံးပါပေါ့လေမြို့သမီးဦးရေပုံများပါတယ်ဒေတာဆိုတဲ့အခါကျတော့မြို့သမီးတွေရဲ့အခုနောက်ကလို့အမျိုးသားတွေနဲ့ဒန်းသူအဲ့လိုအခွင့်အရေးပါညာတကယ်ကတော့ကျွန်တော်မြင်တာ အချင်းတွေတော်တော်များများမှာလိုတယောက်တော့ဒန်းတူရရှိပြီးသားပါသူတို့တကယ်တိဆောက်ပြီးတော့ဒုထွက်လာဖို့ဖောက်ထွက်လာဖို့ပဲလိုတာပါအဲကျွန်တော်တော့အဲ့လိုပဲပြောမယ်အဲတော်တော်လဲခုနကလူအဖွဲ့စီရဲ့ norm တွေကတော့ရှိနေသေးတာပေါ့လေတော်တော်လဲအမှန်တကယ်တိဆောက်ကြိုးစားပြီးတော့ဖောက်ထွက်လာရင်တော့လူအဖွဲ့စီကမျိုးသမီးခေါင်းဆောင်တွေကိုလည်းလက်ခံဖို့အဆင်သင့်လို့ပဲကျွန်တော်ကတော့တုတ်တက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ် ဆိုတော့ဆရာအနေနဲ့ဟောဒါအမျိုးသမီးအရေးနဲ့ပတ်သက်ပြီးတော့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ဆက်ပြောချင်တာ မျိုးရှိပါသေးလဲကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့မပြောမလဲကျွန်တော်ဆိုရင်တော့အလောက်တိပါမှခွဲခြားပြီးတော့ဘုရားဖြစ်တတ်တဲ့ဟိုမြင်မရှိပါဘူးသဘောထားမရှိပါဘူးကျွန်တော်တို့အမေကျွန်တော်အမေကိုယ်တိုင်အမျိုးသမီးပဲလေရှင်းရှင်းလေးပဲဆိုတော့ အားလုံးကိုလေးစားပါတယ်။အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဒါအာတကယ်ပြီးဆောက်ပြီးတော့တကယ်ပြည့်စက်တယ်တကယ်တည်ဆောက်တယ်ဟိုတကယ်လေးလာမှုအကောင်းကောင်းနဲ့တည်ဆောက်ပြီးတော့အများအတွက်အဲ့လိုတို့ထွက်လာမဲ့ဥဆောင်လာမဲ့အမျိုးသမီးတွေကိုလည်းဟိုအားလုံးနဲ့အတူကြိုဆိုပါတယ်။ဒါအထူးသဖြင့်အဲရခိုင်တပ်တော်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အရခတက်တော်ကစစ်သမီးတွေဟိုအထူးလေးစားကိုယူပါကြောင်းဒီပြည်ဆိုင်ရာအမျိုးသမီးနေအဲကွန်ပျူတာအနေနဲ့ကျွန်တော်တို့ဒီနေ့စကားဝိုင်းမှာကျွန်တော်အရခစစ်သည်စစ်သမီးစစ်အလုံးပါတယ်ပေါ့လေတော်လေသူတို့ချင်းဒီအမျိုးသမီးနေတဲ့ပြောတာဆိုတော့အဲ့ဒီအရခစစ်သည်ကအမျိုးသမီးတွေအရခစစ်သမီးတွေအလုံးကိုအထူးလေးစားကိုယူပါကြောင်းကျွန်တော်ပြောချင်လို့ပါတယ် ီတပတ်နိုင်ငံတကာရေးရကဏ္ဍကနေအပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများအနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုလားစင်ပထမဘက်နဲ့တတိယဘက်အင်ကာနေမနက်9:00နာရီမှာထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့နရီစီယာပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။